စိန်ခေါ်မှုဝေဖန်မှုကတော့အခုကားတင်มาပဲသိရမှာပေါ့နော်ကျွန်တော်ကြိုလဲမပြောပြထားဘူးဒီလိုကြီးလုပ်တယ်ဆိုတော့ဒီကားတွေ့มาပဲအဲ့လိုမျိုးလုပ်လိုက်တာဆိုတော့သူကလူပြိုကြီးပေါ့လေအဲဒီလိုမျိုးဟိုကြားခြင်းတဲ့သဘောတရားသွားမရှိပေမဲ့ကားရှိတာကိုကြိုက်တယ်ဆိုတော့မိန်ကလေးတယောက်ရဲ့ထုံးနှလုံးမှုရဲ့ကားဆိုတော့ ဲ့အဲ့လိုမျိုးဒီဘေးကြီးကိုဘာကြောင့်ယူလိုက်တာလဲဆိုရင်ဟောပေါ်ပေါ်ထင်ထင်ပြကျင်တာပေါ့လေနော်ပြန်အရန်ချောနေရောခါစားရုပ်ဖြတ်မှရဟုတ်တာပါရုပ်ဆိုးပြီးသားဆိုဟောပြောင်းလဲတစ်ခုရယ်ပြီးတော့ character စမ်းနိုင်ရဲ့ဇက်ကစမ်းနိုင်ရဲ့အဲ့ဒါကြောင့်ရိုက်ဖြစ်တာအဲဒီဇက်ကပြီးလို့ရှိရင်လည်းကို့အတွက်ပြန် twist လုပ်သေးရပါဘောလေအဲ့ဒီဟာမျိုးလေးရှိသေးတယ်ဆီလီကွန်နဲ့ကို့ကောင်းရဲ့ကို့ကောင်းရဲ့ဘယ်လိုပြောမရှမ်းမန်အတိုင်းကိုလေအတူအတူလုပ်လိုက်တာ ူလုတ်ပြီးဒီနောက်မှာအကုန်ကတ်လိုက်ကတ်ပြီးတော့မှတနေ့တနေ့ဆီလီကွန်နဲ့ကော်ရီနဲ့နေရတာဒိုက်ခန်နေဆိုလဲနှစ်နာရီလောက်ဂျိုကတ်ရတာလေကော်၆ဖို့ရယ်မိတ်ကပ်ပြန်အုပ်ဖို့ရယ်အဲ့ဒါကြီးရှိရယ်အမ်ချွတ်ပြီးဟိတ်ဆိုလို့ရှိရင်တော့ပျော်သွားတယ်ဟာဒါပေမဲ့အဲ့မှာချွေးတွေဆိုတော့အောင်းနေအများကြီးပဲဖြစ်သွားသေးရယ်နေမကောင်းတစ်ခေါက်လောက်ဖြစ်သွားသေးရယ်အဲဆေးထိုးလိုက်ကကားရိုက်ကြည့်ဆိုတော့လေစီကန်းသေးချပြပြီးတော့တိကပြောရင်တော့ challenge ခေါ်လိုက်တာပေါ့ဒီ character လောက်ရင်ဘာဖြစ်မလဲဆိုတာသိချင်တယ်အဲ့ဒါကြောင့် ဲ့လိုမျိုးမြင်လာပေးရပဲကျေးဇူးတင်ပါတယ်။ပြီးရင်တခုကဆရာသမားကြီးလည်းကောင်းတော်အောင်เนาะခုနေအတူတူဒီလောကထဲမှာလည်းတပြေးပြေးနဲ့မစိမ့်တော့တာလည်းပါမှာပေါ့။ရင်တော့တော့ကြောက်တော့ပေါ့။အဓိကလေအတန်ဒီ flow ပေါ့လေနော် flow ကကျွန်တော်ကပြောရင်ပြီအောင်ပြောရတရားမှန်အောင်ပြောရအဲ့လိုမျိုးတွေကြောင့်ဟိုရုပ်ရှင်မှာကြတော့တစ်ခါလေကြာရင်တရာမမားလဲမားလဲရတယ်လို့မျိုးရှင်းတော့ဒီသွားပြောပြောလဲရတယ် ဥပမာဥပမာပြောရအောင်လေနော်တချို့စကားလုံးလေးလူသားဆန်ဆန်ပြောတဲ့ခါကြောင်လေစာစကားမဟုတ်တဲ့ခါကြောင်နည်းနည်းတော့ခတ်ခဲရပါဘောဟုတ်စိန်ခေါ်မှုဝေဖန်မှုကတော့အခုကားတင်มาပဲသိရမှာပေါ့နော်ကျွန်တော်ကြိုလဲမပြောပြထားဘူးဒီလိုကြီးလုပ်တယ်ဆိုတော့ဒီကားတွေ့มาပဲအဲ့လိုမျိုးလုပ်လိုက်တာဆိုတော့အဲ့မှာကျွန်တော်ကငွေရှင်ကျရှင်ဖြစ်တော့ပြန်လာတောင်းနေခံလေးပေါ့ဟုတ်သူကကျေကျေမြောင်းသွားတမကွနာပပဆက်ဆက်ပြောထားပြီးတော့ဒီရောဘလို့ဝေဖန်မလဲကိုနဲ့လိုက်တော်ကြီးမလိုက်တော်ကြီးပေါ့လေနော် ကိုကတော့လိုက်တယ်ယုံကြည်တယ်ပြီးတော့ဒီ character ကလည်းကျွန်တော်မလုပ်ဘူးတဲ့ character မျိုးလေးဖြစ်နေတာအကြောင်းဟဲ့ချင်းတော့မအကြီးဟုတ်ဟော look look ပေါ့ look ကိုချင်းတာပေါ့ထဲမှာတော့မောင်ကန်ကောင်းဖြစ်မဖြစ်ကတော့ပြည့်စုံဝေဖန်ပေးပါဦးဟောပထမတော့ဟောဒီလိုဟောရည်စရာလေးပေါ့လေရည်စရာလေးနေပြီးဘလိုလေးနဲ့အဆုံးသတ်မလဲပေါ့ဒရာမာလေးကဘလို drama လေးအဆုံးသတ်မလဲဆိုတော့လာကြည့်စီချင်ပါ යි ဇက်ကောင်ဝင်ကြည့်ရပါလိမ့်နော်ပြီးလို့ရှိရင်ဒီဇက်တစ်ဇက်မှာဒီဇက်ကောင်ကဘလောက်ထိထဲထဲဝင်ရှိနေလဲအဲကိုကြောင်ဖြစ်တည်သွားတဲ့ဇက်လေလားစသဖြင့်ပေါ့အဲ့ဒါလေးတော့သိချာကြည့်ဖြစ်ပါတယ်အဲ့ဒါလေဇက်တိုက်ဖြစ်သွားတဲ့ကြောင့်တရားတိုက်ဆိုင်သွားတဲ့တူပါတယ်ကျွန်တော်ကိုကားတွေကဒီပွင့်လင်းရာစီရောက်မှအကုန်လုံးပြုံသွားတာသဘောပါဘို့ဟုတ်ပရိသတ်နည်းနည်းရှုပ်သွားမှကြောက်တာလေနော်ဟိုအရှိ့ကိုရှောက်ပါလို့လာနေတဲ့အချိန်မှာရမက်လာတယ်ရမက်လာနေတဲ့အချိန်မှာဒီခစ်တိမပြိုင်တင်တယ် အလိုအလိုမျိုးဆိုတော့အရှိကမရေကျုံကလည်းပြီးထားတာမှမကြသေးဘူးဟုတ်နည်းနည်းတော့ပရိသတ်က character ကိုရှုပ်တော့မှာဆိုစိုးရိမ်တာပဲရှိပါအဲ့ဒီမှာတော်တော်ခွဲထားပါတယ်ကားလေးကားလုံးတော်တော်ခွဲထားပါတယ်ဟုတ်အဲအိုးတော့လည်းစိတ်သက်သာမရခဲ့တာတော့မရှိပါဘူးဒီမှာဒီမှာကြောက်တော့လေသူ့မိတ်နဲ့သူ့ပေါ့လေနော်ကျွန်တော်တစ်ခါလေးကျရင်စားတော့ဆိုင်နေလို့ပေါ့လေမရတာလေပျောင်ပျောင်စားကြဘူးဝေဘန်နာနဲ့တိုက်ခိုက်တာကိုခွဲရမှာပေါ့လေကျွန်တော်တို့ကြတော့ကိုယ်အောင်တော့နဲ့ကိုပြန်ခွဲရမှာအတိုက်ခိုက်တာလားဝေဘန်နာလား ဝေဖန်တာဆိုလို့ရှိရင်ယူတင်တာယူပေးတင်တာပဲပေါ့အဲတိုက်ခိုက်တာဆိုလို့ရှိရင်တော့ defense လုပ်ဖို့ဘယ်လို defense လုပ်မလဲပေါ့ဘယ်လိုပြန်တုတ်ပြန်မလဲပေါ့မူတည်တာပေါ့လေနော်သူဘယ်လိုတုတ်ပြန်ထားလဲပေါ့မူတည်တာပေါ့ဟုတ်ဇက်ကတော့ခုနကကျွန်တော်ပြောသလိုဇက်ကောင်ကိုအသာပေးတဲ့ဟာမျိုးပြီးလို့ရှိရင်တခြားသောဇက်ကောင်တွေမဲလဲကိုနဲ့ကဆက်ဆက်မှုမရှိသွားတဲ့ဟာမျိုးမဟုတ်တဲ့ဟာမျိုးပေါ့လေဒီကတော့ထင်တာမြင်တာပေါ့လေဒီကလေးကလာမယ့်18ရက်နေ့ဆိုလို့ရှိရင်မော်ဒန်ကန်လန်လုံးယုံနေပြတာပါတော့ခင်ကျွန်တော်ဒါလို့လည်းအားပေးပါ 你干嘛嘞？Hey,